ကျွန်တော်ကားမှာဒွန်ဟောနေမရောမိကမလိန်ထားဘူးဆိုတာကျွန်တော်100%အာမခံတယ်။ကျန်တဲ့ကားလိန်ချင်းမလိန်ချင်းကျွန်တော်မသိဘူး။တခြား driver နဲ့ရဲသူတို့ရိုက်တဲ့ကားတွေမှာတခြား driver တောင်းဆိုမှုအရသူတို့လိန်ချင်းလိန်မယ်မလိန်ချင်းမလိန်ဘူးဒါကျွန်တော်ကိစ္စမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်ကားမှာမလိန်ထားဘူး။ကိုယ်တော့ဟိမတကြိုးခဲချိန်တီ။မမီးကမရွေးနေတာတူရှိနေတာပဲ။ကြိုက်ဘူးကျွန်တော်မိကဘယ်လိုပြောမလဲမိက ဒီအဲ့လိုမျိုးဟိုရှူတင်မှာပေါင်ဒါပဖြီးတကားကားနဲ့မှန်ကြီးတကားကားနဲ့ဟိုသပင်းနေတနေကျွန်တော်မင်းသားလို့မမြင်ဘူးဘယ်လိုပြောရအောင်ကျွန်တော်ကဘယ်လိုလမ်းမရလာလာ ဖြစ်လာခဲ့တဲ့កောင်းနေဗျာသိလားဟိုအရင်နှုတ်ဖတ်ဥအပ်ပြီးတော့ရစီရှိမှာရွာထပြီးတော့လုံနေမင်းသားလို့ကြည့်လို့မရအကျဉ်းနှဆရာကောင်းပါတယ်ဟိုပြိဿတ် လက်ခံတယ်ပေါ့နော်ကြည့်ပြီးတဲ့ပြိသက်တွေစီက feedback ကလည်းတို့ဒီဇာကားကိုဇလန်းကိုကြိုက်ကြတယ်လို့ပြန်ကြားရတယ်ကျေနပ်ပါတယ်အေးမနေ့ကပြိသက်တရားကို comments ဟို messenger မှာလာပြောတယ်ကိုညိုအေးတဲ့ဟိုနဝရီယုံကပုံမှန်ဆိုတဲ့လူကလည်းနည်းနည်းလေးညနေပွဲတယ်ဆိုသူပါတတ်တယ်လေဆိုတော့လူယုံကတတ်မှတ်တဲ့အရေးအတွက်အတိုင်းဒီနေ့ရအောင်ဝယ်ကြည့်ပါတဲ့ ဘယ်နှယောက်ဖြစ်ဖြစ်တဲ့ယုံကဆိုပါတော့ယုံက10000ပြည့်မှပြမယ်ဆိုလို့ရှင်လေသူတယောက်တည်း10000ကိုဝယ်ကြည့်မှာတဲ့အဲ့လိုမျိုးလာပြောတော့လေကျွန်တော်အရန်ချစ်သွားတယ်အရန်လည်းဂျေနဲ့တယ်ဟိုဒီလိုပြိတ္တမျိုးတွေရှိနေတာကံကောင်းခြင်းတစ်ခုပါလားอืมဘယ်လိုပြောမလဲဒီကားမှာကျွန်တော်ကအဲ့လိုနည်းနည်းမရိုက်ဖူးသေးတဲ့သူတွေနဲ့လည်းလက်တွဲပြီးရိုက်ချင်တယ် အားကြောင့်နောက်တစ်ခုအစိုးတော်ကိုလည်းကြိုက်ချင်တယ်ရုံမြတ်သူကကျွန်တော်ရေးတင်ထားသလိုပါပဲကျွန်တော်သူကျွန်တော်ကိုယ်တိုင်သူတချင်းနေရပြိတ္တပါနောက်တစ်ခုသူအနုပညာစိတ်လေးကိုလည်းကျွန်တော် appreciate လုပ်တယ်ကျွန်တော်သူတချင်းစာသားတစ်ခုကိုဇာကားနာမည်ပေးဖို့ခွင့်တောင်းတဲ့အချိန်မှာကျွန်တော်ကသူ့ကိုခြေမယ်လို့ထင်တာခြေဦးတခါလေးပဲလူလူလာလာပဲအသုံးပြုခွင့်ပေးတယ်ပေါ့နော်သူနဲ့ကျွန်တော်နဲ့ခင်လည်းမခင်ဘူးရင်းလည်းမရင်းဘူးဒါပေမဲ့အဲ့ဒီစိတ်လေးကိုကျွန်တော်သဘောကျတယ် ဟုတ်တချင်းမဟုတ်တချင်းစာသားစာသားကိုပဲကျွန်တော်တချင်းသုံးနေတာမဟုတ်စာသားကိုဇာကားနာမည်ပေးနေတာအဲ့ဒါတော့ကျွန်တော် announce တက်တက်လုပ်ပါမယ်ဒီသူတချင်းစာသားလေးကိုကျွန်တော်တချင်းဇာကားခေါင်းစဉ်ပေးနေတာမသိတဲ့သူကြောက်ကနောက်တစ်ခါ तू तू ပေါက်ထားတဲ့တချင်းလေဒီလား तू ပေါက်ထားတဲ့တချင်းကိုဟိုဒီလိုမျိုးသုံးနေပါတယ်ဆိုလို့ရှင်ဈေးကြိုင်မယ်လို့ထင်တာပေါ့ဒါပေမဲ့အဲ့လိုမျိုးမျိုးမရှိဘူးလိုလိုလားလားပဲခွင့်ပြုတယ် ကျွန်တော်လှုပ်တဲ့အချိန်မှာအကောင်းဆုံးလှုပ်ထားတယ်ကျွန်တော်ဘာလှုပ်မဆိုကျွန်တော်ကိုကိုကိုပရိသတ်နေရာနေအမြဲတမ်းစဉ်းစားတယ်ငါပရိသတ်ဆိုရင်ရောဒါဟုတ်စိတ်ဝင်စားမလားဆိုရဲတောင်းရနေကျွန်တော်အမြဲတမ်းကြည်တယ်ကိုကိုတိုင်းဖန်တီးသူကိုကိုတိုင်းပရိသတ်နေရာနေပဲအမြဲတမ်းစဉ်းစားတယ်အဲ့ဒီတော့ငါပရိသတ်ဆိုရင်လည်းဒီကောင်ကိုချိန်မှာပဲဆိုရဲယုံကြည်မှုမျိုးနဲ့ပဲကျွန်တော်အလုပ်လုပ်တယ်ဒီသဘောပါပဲအကုန်လုံးကဇလန်းကို ဟိုသဘောကျကြတယ်ပြောတယ်အဲ့ဒါလေးကိုရန်သဘောကျတယ်နောက်တစ်ခုချစ်ဖို့ကောင်းတာလေးတစ်ခုက review ရေးသားတဲ့သူတွေအကုန်လုံးကဇလန်းရဲ့ major plot twist တွေကိုဖွက်ပေးထားကြတယ်ဇလန်းကောင်းတယ်မထင်ထားတဲ့ twist တွေပါတယ်ဆိုတာမျိုးပဲရေးကြပြီးတော့ဇလန်းရဲ့ major plot twist တွေကိုသူတို့ဖွက်ထားပေးကြတယ်အဲ့ဒါလေးကအရန်ချစ်ဖို့ကောင်းတယ်တေးကြတယ်မလိန်တာမလိန်တာအပြင်ထုံထုံဆိုလို့ချင်း ရိုက်တဲ့ရက်မှာတော့နေမကောင်းဖြစ်ပြီးတော့ဝန်းနေသွားပြီးတော့ဂျုံဂျုံမှာကြသွားသေးတာဆိုတော့မလိမ့်တာတေးကြတယ်ကျွန်တော်တာဝန်ယူတယ်ကျွန်တော်ကားမှာတွန်းထုံးရောနေမရော မိကမလိမ့်ထားဘူးဆိုတော့ကျွန်တော်100%အာမခံကျန်တဲ့ကားလိမ့်ခြင်းမလိမ့်ခြင်းကျွန်တော်မသိဘူးတခြားဒရိုက်တာနဲ့ရဲသူတို့ရိုက်တဲ့ကားတွေမှာတခြားဒရိုက်တာတောင်းဆိုမှုအရာသူတို့လိမ့်ခြင်းလိမ့်မယ်မလိမ့်ခြင်းမလိမ့်ဘူးဒါကျွန်တော်ကိစ္စမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကားမှာမလိမ့်ထားဘူးဒီစိတ်ရင်းမှာကြောက်တယ် ချမ်းသာဖို့လီလန်းမျိုးစုံတုံရင်လေဘူးပေါ့ကျွန်တော်ကြိုက်ဘူးကျွန်တော်မိတ်ကဘယ်လိုပြောမိတ်ကဒီအဲ့လိုမျိုးဟိုရှူတင်မှာပေါင်ဒါပဖြီးတကားကားနဲ့မှန်ကြီးတကားကားနဲ့ဟိုသပင်းလေးတအနေကျွန်တော်မင်းသားလို့မမြင်ဘူးဘယ်လိုပြောရအောင်ကျွန်တော်ကဘယ်လိုလမ်းမရလာလာဖြစ်လာခဲ့တဲ့កောင်းနေဗျာသိလားဟိုအရင်နှုတ်ဖတ်ဥအပ်ပြီးတော့ညစီရှိမှာရွာထပြီးတော့လုံနေမင်းသားလို့ကြည့်လို့မရဘူး အဲ့လိုမျိုးကတော့ရှိတာလည်းရှိခဲ့မှုပါတယ်မဖြစ်မနေလောက်ရတဲ့ဟာမျိုးလေးတွေတော့လည်းရှိခဲ့မှုပါတယ်ဒါပေမဲ့ကိုယ့်ဘာသာကိုတယောက်တည်းသဘောတရားဟိုကိုယ့်ဘာသာကိုတယောက်တည်းအကြိုက်ကတော့ကြိုက်မိတ်ကတ်ကိုမကြိုက်မိတ်ကတ်လိန်နေတာယူမိတ်ကတ်တွေနဲ့အိုက်တင်လောက်ရတာယူမကြိုက်ဒါရိုက်တာတခြားဒါရိုက်တာကားတွေမှာတောင်းဆိုမှုအရာတော့လောက်ရတာမျိုးလေးတွေတော့လည်းကျွန်တော်ကိုယ်တိုင်လည်းရှိဘူးပါတယ်ဒါပေမဲ့ကျွန်တော်သဘောအရာတော့မင်းသားတွေမိတ်ကတ်လိန်တာကိုကျွန်တော်မကြိုက်ဘူး မိကလိမ့်လာရင်လည်းမင်းသားလို့မထင်ဘူးလိုအပ်သလောက်ပေါ့လေသူတို့ကြတော့လေလိုလုံးဝမလိမ့်နဲ့လို့ပြောလို့မရတာဆိုတော့လိုအပ်သလောက်ပေါ့ဆောင်ကြည့်ကြမယ်ပရိသတ်တွေတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အခုဆိုရင်ဟိုယုံတင်ပြသနေပါပြီဟုတ်ကဲ့